မတ်လ25ရက်နေ့မနက်ပိုင်းမှာကျင်းပတဲ့အစီအဝေးအတွင်ဝန်ကြီးချုပ်ပေတုံထန်ရှင်နာဝါထရာအပေါ်အတိုက်အခံတွေတင်သွင်းတဲ့အယုံအကြည်မရှိအဆိုကိုထိုင်းလွှတ်တော်ကပယ်ချလိုက်ပါတယ်။မနက်7နိုင်ခွဲမှာစတင်တဲ့အစီအဝေးကိုထိုင်းလွှတ်တော်အမတ်488ဦးတက်ရောက်ခဲ့ပြီးအောက်လွှတ်တော်ဥက္ကဋ္ဌဝမ်မူဟာမတ်နော်မာတာကမဲခွဲဆုံးဖြတ်မှုရလဒ်ကိုကျင်းညာခဲ့တာဖြစ်ပါတယ်။ ်ဝန်ကြီးချုပ်အပေါ်အယုံအကြည်မရှိအဆိုကိုလွှတ်တော်အမတ်162ဦးကထောက်ခံခဲ့ပြီး319ဦးကကန့်ကွက်ခဲ့တာဖြစ်ပါတယ် ဂျာနီမဲခုနမဲရရှိခဲ့ပြီးနောက်အောက်လွှတ်တော်ဥက္ကဋ္ဌဝန်ကအတိုက်အခံတွေရဲ့အဆိုကိုပယ်ချကြောင်းကြေညာခဲ့တာဖြစ်ပါတယ်ဝန်ကြီးချုပ်အပေါ်အယုံကြီးမရှိအဆိုကိုမတ်လ24ရက်နေ့နဲ့25ရက်မှာဆွေးနွေးပြီးနောက်မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဝါရင်နိုင်ငံရေးသမားဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့တမိပေတွန်ထံဟာဝန်ကြီးချုပ်ရာဒူအတွက်လိုအပ်တဲ့ဗဟုသုတရင်ကျက်မှုနဲ့နိုင်ငံရေးဆန္ဒကင်းမဲ့နေတယ်လို့အတိုက်အခံတွေကဆွတ်ဆွဲခဲ့တာဖြစ်ပါတယ်။ ဝင်ကြီးချုပ်ပေတွန်ထံဦးဆောင်တဲ့အစိုးရအဖွဲ့ဟာလျှက်စစ်မီတာခမြင့်တက်နေမှုဝင်းညူရေးလုပ်ငန်းတွေနဲ့ထုတ်ကုန်ဈေးနှုန်းရောကျနေမှုအပါအဝင်အ धिक ပြဿနာတွေကိုမဖြေရှင်းပေးဘဲငွေပေးဝေးရေးအစီအစဉ်ကစီးပွားရေးနှိုးဆွဖို့ထိရောက်နိုင်မှာမဟုတ်ဘူးလို့တတိပေးခဲ့ပေမဲ့အကောင့်အထည်ပေါ်ဆောင်ရွက်ခဲ့တယ်လို့အတိုက်အခံလွှတ်တော်အမတ်တွေကပြောဆိုထားတာပါ။ ဝန်ကြီးချုပ်ဟာတရင်တောက်တွေအင်တာဗျူးသူတွေနဲ့တွေ့ဆုံချိန်မှာမသက်ဆိုင်တဲ့အဖြေတွေနဲ့မှားယွင်းတဲ့အဖြေတွေကိုပေးခဲ့တယ်လို့လည်းအတိုက်အခံလွှတ်တော်တွေကဆွဆွဲထားပါတယ်။ပေသွန်ထံဥဆောင်တဲ့ထိုင်းညွန့်ပေါင်အစိုးရအဖွဲ့အပေါ်သူရဲ့ဖခင်တက်စင်ကလွှမ်းမိုးထားတယ်လို့အတိုက်အခံတွေကဆွဆွဲပြောကြားခဲ့တာပါ။ ထောင်နဲ့ချမှတ်ခံရချိန်မှာတက်စင်ဟာအပြင်းအထန်နာမကျန်းဖြစ်နေရလို့အကြောင်းပြပြီးထောင်ထဲမှာမနေခဲ့ပဲရဲတပ်ဖွဲ့စေးရုံမှာပဲနေခဲ့တဲ့ကိစ္စကိုလည်းမေကွန်ထုတ်ခဲ့ကြပါတယ်။ဝန်ကြီးချုပ်မိသားစုရဲ့မြေယာပိုင်ဆိုင်မှုတွေကိုလည်းအတိုက်အခံတွေကမေကွန်ထုတ်ခဲ့ပြီးကာစီနိုလုပ်ငန်းတွေဖွင့်ပေးထားတာနဲ့ပတ်သက်လို့လည်းအပြစ်တင်ခဲ့ကြပါတယ်။